ရန်ကုန်တိုင်းဒေသကြီးလှဲကုမြို့နယ်ကျွန်းကုန်းကျွရတွင်တက်မတော်မှလုတ်ပိုင်ခွင့်ပြန်လည်ချထားပြီးတော့လဲရမြေဧက600ကျော်နဲ့ပတ်သက်ပြီးရန်ကုန်မြို့မှာရှိတဲ့ MJN ရုံးခန်းတွင်လဲသမားများကသတင်းစာရှင်းလင်းပွဲတရပြုလုပ်ခဲ့ပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲမှာတက်မတော်မှလုတ်ပိုင်ခွင့်ပေးတဲ့လဲရမြေများကိုဘိုးဘွားပိုင်နဲ့တတိစားလဲသမားများမှလုတ်ပိုင်ခွင့်များကိုခွဲယူခဲ့ရာ2013ခုနှစ်နောက်ပိုင်းတွင်ဆယ်မြောင်းနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများမှလဲရမြေလုတ်ပိုင်ခွင့်နဲ့ဆက်လင်းပြီး အငင်းပွားဖော်ရာကိစ္စရပ်များကို ပြောကြားခဲ့ပါတယ်ကြည့်တဲ့အခါကျတော့သူတို့ကအနည်း20လောက်ဒီလေကိုလုပ်ပြီး2013ခုနှစ်2013ခုနှစ်မှာနိုင်ငံတော်သမရကနေပြီးတော့အဲတမတော်ကနေနေရာပြည်သူမလို့ရတော့ဘူးဆွတ်လွတ်ရမယ်ဆိုတော့နေရာဆွတ်လွတ်တဲ့အခါနေရာဆွတ်လွတ်ရင်ဒီဥပဒေပုံမှန်ချောက်မှာဟိုကပါပြီးသားလက်ငုပ်လက်ရင်းလုပ်တဲ့လူကိုပေးရအောင်အဲလက်ငုပ်လက်ရင်းလုပ်နေတာလက်ရှိလုပ်တဲ့လူကို ်။အဲ့အဲ့ဒီလူပေးရမယ်။အဲ့ဒီလူရဲ့အိမ်တော်စုသားတွေပေးရမယ်။နော်။တရားဝင်အကျိုးခံစားခွင့်ရှိတဲ့လူတွေပေးရမယ်။အဲ့ဒီလူတွေပေးရမယ်လို့ပြဋ္ဌာန်းထားတာကိုအဲ့ဒီလူတွေမဟုတ်ဘဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှုနဲ့နှိစက်တဲ့ရွာတွေရလူတွေရနေပြီးတော့ပုံစံတစ်တည်းတင်ရတယ်။လေယာဉ်လုပ်ခွင့်တယ်။ အဲ့ဒီလူတွေဆိုတော့လက်ရှိလယ်သမားတွေဟာခရမ်းသုံးခွာနဲ့သူတို့ပင်လယ်ကမ်းပြိုလို့စစ်တပ်ကတွေတွားခေါ်လာတဲ့လယ်သမားတွေအနည်း20လောက်လုတ်ထားတယ်ဒီမှာလာလုတ်တဲ့အတွက်သူတို့ရှိတဲ့စီးစိမ်တွေဆုံးမယ်ဘိုးချိုးပြစ်ခါလို့တည်တယ်မွေကိတ်ခါလို့တည်တယ်အဲ့ဒီမှာလယ်လေးတွေလည်းလည်းအဆင်ပြေလာအဆင်ပြေတယ်ဆိုတာဧကတရာကိုတရာလုံးမရဘူး60လောက်80လောက်ရတယ်ဘာလို့ဆိုတော့63 64ကျတော့10ဖောက်ဝေးတော့ရေနည်းနည်းပြန်လုတ်သွားတယ်အဲ့လိုလုတ်လာတဲ့လူတွေတကယ်လုတ်တဲ့တာက လက်ရှိလက်ငုပ်လူတွေရောတကယ်ပထမမူမူလလုတ်ခဲ့တဲ့ဘိုးဘွားပိုင်ဆိုတဲ့လူတွေအတွင်းကြကြစီစစ်ရစီစစ်ပြီးတော့မှဘိုးဘွားပိုင်တော့ခါခါဘလောက်ယူလက်ရှိလက်ငုပ်ကတော့ဘလောက်လုံးစသဖြင့်အဲ့လိုပြန်မြေလိုက်ရင်တော့ဒီလယ်သမားတွေကဒီပြတ်တလာမပေါ်နိုင်ဘူးသူတို့ကဒီလယ်သမားတွေကိုလုံးဝမပေးဘဲနှင်ထုတ်ပြီးတော့ဥစ္စာတွေကိုမှပေးတယ်ဆိုတော့အဒီပြတ်တလာစဖြစ်တာဟုတ်ကဲ့ ယခုပြည်စင်မှာ2012ခုနှစ်လေယာမြေဥပဒေတွင်ပြဋ္ဌာန်းထားတဲ့အချက်များနဲ့ပတ်သက်ပြီးဥပဒေအရအကိုက်ညီမှုမရှိကြောင်း1996ခုနှစ်မှာတပ်မတော်မှလယ်သမားများကိုလုပ်ပိုင်ခွင့်ပေးပြီးတဲ့နောက်2013ခုနှစ်နောက်ပိုင်းမှာတော့လုပ်ပိုင်ခွင့်ကိုအမှန်တကယ်လုပ်ကိုင်နေတဲ့လယ်သမားများကမရရှိပဲသက်ဆိုင်ရာအဖွဲ့အစည်းနဲ့နှိဆက်သူများသာရရှိခဲ့ကြောင်းလိုက်ပါအကူအညီဆောင်ရွက်ပေးနေတဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနောက်ပိုင်းခရိုင်ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှဥက္ကဋ္ဌ ဟိုကော်မတီဝင်ဥခင်ဆိုးကအခုလိုပဲပြောကြားခဲ့ပါတယ်။၂၀၁၃မှာလေယာမျိုးတက်မတော့မလို့ရဘူးလို့ကမရကညွှန်ကြားလိုက်။ညွှန်ကြားချက်ထက်မှာတခါပါပါလဲ။ရခင်လုတ်ခဲ့တဲ့လူတွေကိုပြန်ပြီးတော့စနစ်တကျ၂၀၁လေယာမျိုးဥတွေနဲ့အညီလုတ်ပေးပါအဲ့လိုပါ။လေယာမျိုးဥတွေနဲ့အညီဆိုရင်လေယာမျိုးကိုလုတ်ပိုင်ကိုရှောက်ထားတဲ့လူကလက်ငုပ်လက်ရင်းလုတ်ခိုင်းတဲ့လူကဆရှောက်။ ခုနဘိုးဘွားပိုင်နေဆိုတဲ့လူကကန့်ခွက်ရအခုကပြောင်းပြန်ဖြစ်သွားလဲမှာမလုတဲ့လူကရှောက်ထားတယ်ဒီဘိုးဘွားကိုလက်ချိလက်ငုတ်လုတဲ့လူကလိုက်ကန့်ခွက်ရအဲ့ဒီကစပြီးတော့အခုကစမှာပါထပ်ပြီးတော့ အဲ့လက်ရှိလက်ကိုမဟုတ်တဲ့လူတွေချပေးတယ်ဓမ္မအနည်း20ကျော်နေလာပြီးအိုးနဲ့အိမ်နဲ့ဟလာနောက်ဆုံးကျွန်တော်တူတို့ပြောရတယ်တို့နေတဲ့သက်တမ်းဘယ်လောက်ကြာလဲအုံးမင်းနေသီးသီးပေါ့အဲ့ဒီလူတွေကိုမပေးဘူးဆိုတော့မပေးဘူးဆိုရင်လည်းတရားဝင်တို့လာနေရမယ်တာဝန်ရှိတယ်ဟုတ်တယ်မလားအဲတရက်နေမှာတော့ကျွန်တော်တို့ပေးလိုက်ပြီခင်ဗျားတို့ဘယ်လမှာဘယ်နေ့မှာနောက်ဆုံးတာဖယ်ပြီးပါလို့ဖြေရမယ်အဲ့ဒီလိုတော့လာမနေမဲနဲ့သူတို့ကတိတ်တိတ်လုပ်တယ်လေထုံတော့အိုးစီပုံပေါင်းနဲ့လာထုံရတယ် တရားလူတွေတနေသားတွေဆိုပြီးတော့မခံနိုင်လို့တော့ဥပဒေကတနေသားပါ냐ဖြစ်ဆိုလဲလို့သူလဲမလို့သူဒါပဲရှိတယ်လက်ရှိလက်ငုတ်လောက်ကင်တဲ့လူကမရဘူးလက်ရှိလက်ငုတ်လောက်ကင်ပြီးလဲထဲမှာနေတဲ့လူကမရဘူးဘိုးဘွားလို့အထောက်ထားခံရပါမှာမပြနိုင်တဲ့လူကကျေတော့အုပ်ချုပ်ရင်မူထောက်ခံရရတယ်ဆိုတဲ့အစင်ကြတော့အဲ့ဒီမှာအမားယွင်းနေပြတ် ဒါအပြင်အခုဖြစ်ပွားနေတဲ့ကိစ္စရများနဲ့ပတ်သက်ပြီးလယ်သမားများကမျက်မျှကျကျဆောင်ရွက်ပေးစီလိုကြောင်းနဲ့သက်ဆိုင်ရာအားတင်ပြသွားမည်ဖြစ်ပြီးလိုအပ်ပါကဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့လယ်သမားများကပြောကြားခဲ့ပါတယ်။